အလုံးမင်္ဂလာပါ your healing by ella page မှာပြန်လဲကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီနေ့မှာတော့ကျွန်မက best in လုပ်ပေးနေကြဖြစ်တဲ့เนาะတပတ်တာဆောင်ရန်ရှောင်ရန်လေးနဲ့ပတ်သက်ပြီးတော့မှပြောပြပေးပါမယ်အဲ့တော့ဒီအဟောလေးဒီ October 23ရက်နေ့ကနေပြီးတော့မှ October 19ရက်နေ့ထိဖြစ်ပါတယ် ဲ့တော့ okay ဆောင်ရံလေးတွေအနေနဲ့ဒီတပတ်တာလုံးမှာမိမိတို့စီဖို့ရောက်လာမယ်เนาะအခွင့်အရေးအခွင့်အလန်းလေးတွေနဲ့ပတ်သက်ပြီးတော့မှရှိနေမယ်အပြောင်းလဲလေးတွေလည်းရှိနေပါမယ်အဲ့တော့မိမိတို့စီဖို့ရောက်လာမယ်အခွင့်အရေးလေးတွေเนาะမြင်အောင်ကြည့်ပါမိမိတို့စီဖို့ရောက်လာမယ် အခွင့်အလမ်းလေးတွေကိုရအောင်ယူပါဒီတပတ်တာအတွင်းမှာမိမိတို့စီကိုရောက်ရှိလာမယ့်အခွင့်အခွင့်အလမ်းလေးတွေရှိနေပါတယ်ဒါလေးအနေနဲ့ပတ်သက်ပြီးတော့မှမြင်အောင်ကြည့်ပါရအောင်ယူပါနောက်တစ်ခုကကျတော့အဲလာက room စေးတွေကနေပြီးတော့မှလည်းအာဒီ message ရေးလေးယူထားပါတယ်အဲ့တော့ room စေးတွေကကြားတဲ့ဟာကတော့ swear wheeler နော် sassy honor life force hair power အဲ့တော့ဒီရဲ့ room ချက်အာ message အလေးရဆိုရင်တော့ဒီတပတ်တာလွဲမှာခုနကပြောတဲ့အခွင့်အရေးအခွင့်အလမ်းတွေရှိမယ်အဲ့အခွင့်အရေးအခွင့်အလမ်းတွေကိုတည်တည်ချာချာစုပ်ကင်နိုင်တယ်ရယူနိုင်တယ်ဆိုရင်တော့အောင်မြင်မှုနောက်တစ်ခုကကြတော့တကယ်ကိုအမ်ညောပျော်ရွှင်မှု ပီတတ်မှု အဲတကယ်ကိုကောင်းကောင်းမွန်မှုတွေပြည့်စုံမယ်ရရှိမယ်ဆိုတဲ့ပုံကိုအာပြောနေပါတယ်နောက်တစ်ခုကကြတော့ဘယ်ခါနိုကျမတို့อืมဒီလိုလေးပြရမှာတင်နော်ဆိုတော့ဘယ်ခါနိုအဲ့တော့ဒီအဲ့ဒီရောက်ရှိလာမယ်အခွင့်အရေးတွေအခွင့်အလမ်းတွေဟာကိုယ့်ရဲ့နောက်ထပ်လုပ်ငန်းအသစ်တွေကို ပြန်လည်စတင်ရတာမျိုးဒါမှမဟုတ်ဘူးဆိုရင်ကိုယ့်ရဲ့အမ်ဘဝအသစ်ကိုပြန်လည်စတင်ရတာမျိုးအသစ်တစ်တော့အရာကို ပြန်လည်ပြီးတော့မှမွေးဖွားစတဲ့ စတင်ရတာမျိုးလေးနဲ့ပတ်သက်ပြီးတော့မှဒါသက်ဆိုင်နေပါတယ်။ဒါကြောင့်မို့ဒီတပတ်တာအတွင်းမှာဆောင်ရွက်အနေနဲ့ဆိုရင်ကတော့မိမိရဲ့ ရှီဟိုမိမိရဲ့လုပ်ငန်းဆောင်တာတွေမှာအသစ်တစ်တွေလုပ်ငန်းတစ်တွေအခွင့်အရေးတစ်တွေအကြောင်းအရာတစ်တွေเนาะအခွင့်အလမ်းတစ်တွေရယူရရှိနိုင်ဖို့ရှိပါတယ်ရအောင်ယူပါအမြင်အောင်ကြည့်ပါเนาะတွေ့အောင်ယူပါနောက်တစ်ခုကတော့အဲ့ဒီအခွင့်အရေးအခွင့်အလမ်းတစ်တွေကနေတဆင့်မိမိရဲ့ဘဝကိုအသစ်ဆန်းရတာမျိုးပြန်ပြန်စတင်ရတာပြန်ပြီးတော့မှ renew ပြန်လုပ်ရတာမျိုးလေးတွေကနေတဆင့် အောင်မြင်မှုပျော်ရွှင်မှုကျန်းမာမှုပိုကောင်းတဲ့အရွေးတစ်ခုကိုရောက်လာဖို့ရှိနေပါတယ်အဲ့တော့ဆောင်ရံလေးတွေအနေနဲ့ကြည့်ရအောင်ပါဆောင်ရံလေးအနေနဲ့အနေနဲ့ကအာဆောင်ရံလေးအနေနဲ့ကတော့ healing energy အဲ့တော့မိမိတို့အနေနဲ့ခံစားမှုတွေเนาะကိုယ့်ရဲ့ life မှာကျုံနေရတဲ့เนาะစိတ်ညစ်စရာတွေစိတ်မချမ်းမြေ့စရာတွေအဆင်မပြေမှုတွေနဲ့ပတ်သက်ပြီးတော့မှတကယ်ကို energy လောက်ရဖို့เนาะ healing လောက်ရဖို့ရှိနေပါတယ်အဲ့တော့ healing မလုပ်ဖဲနဲ့เนาะဘယ်အရာကူမှပေါ့နော်ကိုစပြုခြင်းတဲ့အရာတွေเนาะအခွင့်အရေးတွေဝယ်ဖြစ်ဖြစ်စပြုခြင်းတဲ့အရာတွေအစတင်ခြင်းတဲ့အရာတွေမှာ ကိုယ့်ရဲ့ toxic ဖြစ်နေတဲ့เนาะအရာတွေက block block ဖြစ်နေတယ်ကိုယ့်ရဲ့ကိုယ့်ရဲ့အဝေးပေါ့เนาะကိုယ့်ရဲ့လမ်းကြောင်းအပေါ်မှာပိတ်ဆို့နေတဲ့အရာတွေကိုမိမိကအရင်ဆုံးဘာလို့ရမလဲဆိုပြီး healing လုပ်ရမယ်။အဲ့တော့ကိုယ့်ရဲ့ကိုယ်ဘေးနားမှာရှိတဲ့ negative vibration တွေ negative people တွေနော်ကိုယ်ဘက်ကိုယ့်အတွက်ကိုမကောင်းတဲ့အရာတွေနော်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတယ်ဒါမှမဟုတ်ဆိုရင်မိမိရဲ့စိတ်ထဲမှာရှိနေရဲဆိုရင်တော့အဲ့ဒီအရာတွေကိုရှင်းထုတ်ဖို့လိုအပ်ပါတယ်အဲ့ဒီ healing energy မလုတ်ဖဲနဲ့เนาะကိုယ့်ရဲ့လမ်းကြောင်းပေါ်ဆက်ပြီးရောမှာသွားဖို့အဆင်မပြေပါဘူးเนาะအဲ့တော့မိမိအနေနဲ့မလုပ်ရမလဲဆိုရင်အဲ့တော့ မမြင်နိုင်တဲ့အရာတွေ secret matter တွေเนาะမမြင်နိုင်တဲ့အရာတွေနောက်တစ်ခုကကြတော့ကိုယ်ဘဝအတွက်မလိုအပ်တဲ့အရာစံကြယ်စံကြယ်တဲ့အရာတွေ ਨੇ ပတ်သက်ပြီးတော့မှ ကိုယ့်ရဲ့ဘေးနားမှာရှိနေနိုင်တယ်အဲ့တော့ကိုယ်မမြင်နိုင်မတွေ့နိုင်တဲ့ negative energy တွေเนาะ toxic ဖြစ်တဲ့အရာတွေဘာဖြစ်လဲလဲဆိုရင်ရှိနေနိုင်တယ်ဒါကြောင့်မို့ဘာလို့ဖို့လိုအပ်တယ်လဲဆိုရင် cleansing လုပ်ဖို့လိုအပ်တဲ့ energy တွေလုပ်ဖို့တဲ့အဲ့အရာတွေကို keep မလုပ်ထားပါနဲ့နောက်တစ်ခုကကြောအဲ့ဒီအရာတွေကနေအဲ့လိုဖြစ်နေတဲ့အခြေအနေတွေကနေတစ်ဆင့်ကိုယ့်စီကိုဘာမှမရနိုင်ဘူးလဲဆိုရင်ကံကောင်းမှုတွေ ရောက်လာဖို့ကြံ့ကြာလိမ့်မယ်။နော်အဲ့အချိန်မှာကိုယ့်ဘက်ကဘာမှအာခဏပြောသလိုကိုယ့်ရဲ့အဲအခြေအနေ စိတ်ချင်နေပဲဖြစ်ဖြစ်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်အရင်ကြီး clear ဖြစ်မနေဘူးတကယ်ကိုအဲ negative energy တွေရှိနေတယ်ဆိုရင်နဲ့ဘာလို့ဖို့ဘာလို့ဖို့လိုအပ်တယ်လဲဆိုရင်ရှင်းလင်းဖို့လိုအပ်တယ်အဲ့ဒါတွေကိုမရှင်းမင်းနဲ့ကိုကနောက်ထပ်အစ်စ်တော့ကံကောင်းမှုမျိုးတွေခွင့်ရခွင့်လန်းတွေကို ထပ်ပြီးတော့မှတောင်းတတယ်ဆိုရင်တော့ဒါကလုံးဝဖြစ်အကိုစီကိုမြင်မြန်ဆန်ဆန်ကိုလိုချင်တဲ့အရာတွေကရောက်လာမှာမဟုတ်ဘူးပေါ့နော်အဲဒါကြောင့်မို့ရှောင်းရံအနေနဲ့ဆိုရင်တော့ ဒီအခုလက်ရှိကိုယ့်ရဲ့ energy ကြီးကဒီလိုမျိုးကြီးသွားနေတယ်ဆိုရင်ကတော့ဒီတိုင်းကြီးဆက်မသွားပါနဲ့ဒီတစ်ပတ်တလုံးမှာ you have to heal your energy and then မမြင်ရတဲ့ secret matter တွေเนาะတကယ်ကိုလောကဆန်းကျဲတဲ့အရာတွေကိုယ်ဘေးနားမှာရှိနေနိုင်တယ်เนาะကိုယ်ကိုမကျေနပ်တဲ့သူတွေမကောင်းမကောင်းမှုဘယ်လိုပြောလဲ စိတ်ထဲမှာကိုယ်မကျေနပ်တဲ့သူတွေမနာလိုသူတွေရဲ့เนาะ negative energy တွေကိုယ့်စီကိုဘာဖြစ်နိုင်လဲဆိုရောက်နိုင်နိုင်တယ်အဲ့ဒီလိုမျိုးရှိနေတာကိုကိုကမမြင်ဘူးမသိပဲနဲ့ကိုဘေးနံမှာရှင်းထုတ်ဘူး clear မလုပ်ဘူး healing မလုပ်ဘူးဆိုရင်ဘလောက်ပဲကိုလိုချင်တဲ့ abundance အခွင့်အလမ်းတွေကို တောင်းခံခံ တောင်းခံခံရောက်လာမှာမဟုတ်ပါဘူးအဲ့တော့ အပတ်တိုင်းမှာအခုကျမအအပတ်တိုင်းရဲ့ message တွေကိုယူလိုက်ပြီဆိုရင်လေဘာပဲပြောနေလဲဆိုရင် heal လုပ်ဖို့အမ် detox လုပ်ဖို့နော်နောက်တစ်ခုကတော့တကယ်ကိုအဒီပိုကောင်းတဲ့ energy တွေအတွက်ကိုအမ် level up လုပ်ဖို့ပဲခဏတိုင်း message ရရနေရပေါ့နော်ဆိုတော့ဒါကြောင့်မို့ မိမိတို့အနေနဲ့မိမိတို့ရဲ့ခနာပြောတဲ့ on the ကိုသွားခြင်းနဲ့လမ်းကြောင်းပေါ်မှာပိတ်ဆို့နေတဲ့အညစ်အကြေးတွေကိုနော်အရှင်းထုတ်နိုင်မှာကိုယ့်စီကိုပိုကောင်းတဲ့အရာတွေရမှာအဲ့တော့ဥပမာတစ်ခုအနေနဲ့ပြောမယ်ဆိုတော့အရေစီးရည်လားကောင်းတဲ့မြောင်းထဲမှာအညစ်အကြေးပိတ်ဆို့နေတယ်ဆိုတော့ရေစီးရည်လားမကောင်းတော့ဘောနော်အဲ့တော့ပိုးပြီးတော့မှရေစီးရည်လားကောင်းအောင်ရေတွေပိုတန့်ရှင်းအောင်မလုပ်ရဆိုအဲ့အညစ်အကြေးတွေကိုအရင် စွန့်ပြေးရမယ်စွန့်ထုတ်ရမယ်ဒါမှသာလေပိုကောင်းတဲ့เนาะအရှိန်ဟုန်နဲ့သွားနိုင်မယ်ရေစီးရေလာကောင်းမှုတွေကိုစီကိုမြင်မြန်ဆန်းဆန်းရောက်လာနိုင်မှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာရဲ့เนาะဆောင်းရံရှောင်းရံလေးတွေမှာတေချာလိုက်လုံနိုင်ပါစေတေချာအောင်မြင်နိုင်ပါစေအဆင်ပြေနိုင်ပါစေအဲ့တော့ကုဘေးနဲ့မှာရှိနေတဲ့မကောင်းသောအရာတွေကိုအတွေးတွေဘေးနဲ့မှာဖြစ်ဖြစ်အတွေးတွေเนาะကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့ အတွေးစိတ်တန်တန်တွေကမကောင်းတဲ့အရာတွေကိုထုတ်ပါ အတကယ် positive mood နဲ့နေပါနေ့အတိုင်းကိုဖြတ်သန်းပါအဲ့တော့အမ် ကောင်းတဲ့အရာတွေကเนาะအတွေးတွေကကိုယ့်စီကိုเนาะကိုကောင်းတဲ့အရာတွေးရင်ကောင်းတဲ့အရာတွေရောက်လာတယ်ဆိုးတဲ့အရာတွေကတွေးဆိုးတဲ့အရာတွေကိုတွေးရင်ဆိုးတဲ့ဆိုးတဲ့အရာတွေကရောက်လာမှာပဲဆိုတော့ဒီသဘောမျိုးပဲကျမရဲ့เนาะအကက်တီးယားကောနောက်တစ်ခွက်ကျော် room တွေက room စီကလည်းဒီလိုမျိုးလေးပြောနေပါတယ်အဲ့တော့အနေ့ရက်အတိုင်းကို positive mood နဲ့ကောင်းတဲ့ energy တွေနဲ့ဖြတ်သန်းနိုင်ပါစေမိမိတို့ လိုအင်ဆန္ဒတွေတောင်းတတဲ့အရာတွေကို ပို့ပြီးမှ မြင်မြန်ဆန်ဆန်ရောက်လာနိုင်အောင်เนาะအမ်တကယ်ကိုအကိုရဲ့စိတ်တံတားမှာကိုအတွေးတံတားမှာကို နော်ဘေးပတ်ဝန်းကျင်ရှိနေတဲ့အဖက်ဖက်ကနေအဲ energy တွေကိုဟင်းလင်းလုပ်ပြီးတော့မှကောင်းတဲ့အရာတွေ abundance တွေပြည့်စုံချွေဝမှုတွေကိုဆွဲခေါ်နိုင်ပါစေရောက်အောင်အာဆောင်ရွက်နိုင်ပါစေဆိုတော့အားလုံးကင်ကောင်းကြပါစေအေးချမ်းကြပါစေအဆင်ပြေချောမွေ့ကြပါစေကျေးဇူးတင်ပါတယ်